ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူပေါ်မချင်းကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့မနက်ခင်းမှာဆိုလို့ရှိရင်ဒီဂျွန်လာရှိရနေရဲ့ဒါရထားတဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့သတင်းအစုံလင်ကိုကျွန်တော်တို့ဒါတင်ဆက်ဆွေးနွေးသွားပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါစပားတင်ရဲ့ဘက်ကနီးပြပိုစတီကိုဂရုကိုထုတ်ပယ်ပြီးတဲ့နောက်မှာသတင်းတွေထွက်နေခဲ့တဲ့အတိုင်းပဲနီးပြတိပြပြန်လဲခန့်အပ်ဖို့အတွက်ကြိုးပမ်းနေတယ်ဒီထဲမှာမှသူတို့ရဲ့နံပါတ်1ဦးစားပေးပြစ်မှတ်သည့်ဘရန်ဖို့အတင်ရဲ့နီးပြဖြစ်သူသောမတ်ဖရန့်ဖြစ်တယ်ပေါ့နော် တော့ brand boy ရဲ့ဘက်ကတော့လက်ရှိမှာစပါးဘက်ကကန့်လန့်မှုတွေရှိလာမယ်ဆိုလို့ရှင်သူတို့အနေနဲ့လက်ခံဆွေးနွေးသွားဖို့အတွက်အဆင်သင့်ရှိတယ်ဆိုပြီးတော့သူတို့ပြောထားတယ်စပါးအနေနဲ့လက်ရှိသူတို့နီးပြကိုလိုချင်တာကိုလည်း brand boy ရဲ့ဘက်ကကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ထားတယ်အဲအကယ်လို့ဘောနော်ဟိုနီးပြဖြစ်သူကစပါးမှမဟုတ်ဘူးတခြားဘဲကလပ်အသင်းကိုမဆိုပြောင်းရွှေ့ခြင်းနေဆိုလို့ရှင်လည်းပဲကလပ်အသင်းအနေနဲ့ဒါ brand boy အနေနဲ့သူတို့ကြားထဲမှာ ဝင်ပြီးတော့ဗောနောနောက်ဆက်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ပြောထားတယ်ဒါပေမဲ့လို့ brand four ကတော့နီးပြားဖြစ်သူ Thomas Frank ကိုဈေးတက်တက်တတာနဲ့လက်လို့ဖို့တော့အစီအစဉ်မရှိဘူးဆိုပြီးတော့ပြောထားတယ် brand four အနေနဲ့ဘယ်လိုကမ်းလှမ်းမှုမျိုးမဆိုသူတို့လက်ခံမှုအစီအစဉ်ဖြစ်ပြီးသားဒါပေမဲ့လို့နီးပြားဖြစ်သူဟာသူတို့အတွက် immediate အရေးကြီးတယ်ဆိုတော့လွယ်လွယ်နဲ့လက်လို့မှာမဟုတ်ဘူးဈေးတက်တက်တတာနဲ့လက်လို့မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ် Fabrizio Romano ရဲ့ဖော်ပြချက်အရဆိုရင် Thomas Frank အတွက် ဒီ brand ဖို့ရဲ့ဘက်ကရောကြီးအနေနဲ့ပေါ့နော်စပါခေါ်ခြင်းနဲ့ဆိုရင်ပေါင်၁၀တန်းလောက်ထီကိုသူတို့လိုချင်နေတာ၁၀တန်းလောက်ပေးပြီးတော့ခေါ်မှရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ Thomas Rand ကိုယ်တိုင်ကတော့ဟိုဘယ်လိုအသင်းကနေပြီးတော့သူစပါနီးပြဖြစ်သူပြောင်းခြင်းနဲ့စပါရဲ့တာဝန်ကိုသူယူခြင်းနဲ့ပေါ့ဗျာဆိုတော့အသင်းပြောင်းခြင်းနဲ့ဒါကိုလည်း brand ဖို့ရဲ့ဘက်ကသဘောပေါက်ထားတယ်စပါတာဝန်ရှိသူတွေရဲ့ဘက်ကလည်းသူတို့စိတ်ဝင်စားနေတဲ့ Thomas Rand ကအသင်းပြောင်းခြင်းနဲ့ဆိုတာသဘောပေါက်ထားတယ်ဒါကြောင့်ပေါ့နော်လက်ရှိမှာ တရားဝင်ကမ်းလှမ်းမှုတွေတရားဝင် approach တွေကျွန်တော်ဘာမှမရှိသေးပေမဲ့ဒီအပြောင်းအရွှေ့ဟာဖြစ်လာနိုင်မှုရှိတယ်။ဒါတော့ဒါ Daniel Levy အနေနဲ့တော့မကြခင်မှာ Brandfo တာဝန်ရှိသူတွေနဲ့စကားပြောသွားဖို့ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်။ဆိုတော့နောက်ထပ်အပြောင်းရွှေ့သတင်းတစ်ခုကတော့ကျွန်တော်တို့ကဂါနာချိုပါမန်ချက်စတာယူနိုက်တက်ကတော့ဂါနာချိုကိုပြီးခဲ့တဲ့ယူရိုပါလိဖိုင်နယ်အပီမှာပြောခဲ့တဲ့စကားတွေကြောင့်အသင်းမှာဆက်ပြီးတော့ထားဖို့ကမဖြစ်နိုင်တော့ဘူးပေါ့နော်ဒါအပြင်အသင်းကနေပြီးတော့ ဂါနာချိုကိုလုံးဝလက်လွတ်မှာဖြစ်တယ်ဆိုပြီးတော့လည်းကျွန်တော်ပြောထားကြပြီးသားဆိုတော့ဒါအပြင်ဂါနာချိုအနည်းနဲ့လည်းမန်ချက်စတာယူနိုက်တက်ကနေထွက်ဖို့အတွက်ဆုံးဖြတ်ပြီးသားဖြစ်တယ်ဆိုပြီးတော့ဖက်ဘရီဇီယိုက report လုပ်လာတယ်ဆိုတော့ယူနိုက်တက်ဘက်ကတော့ကစားသမားလေးဘက်ကတော့နှစ်ဖက်စလုံးကပေါ့နော်လမ်းခွဲဖို့အတွက်သဘောတူညီထားကြပြီးသားပါအဲ့ဆိုတော့ဒါပေမဲ့လို့လက်ရှိမှာဆိုလို့ရှိရင်တရားဝင်ကန့်လန့်မှုကျူးပန်းလာတဲ့အသင်းတွေမရှိသေးဘူး။အဲ့တော့ဂါနာချိုကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ပရီးမီးယားလိဂ်ကလပ်အသင်း၃သင်းလောက်ကစိတ်ဝင်စားနေတယ်လို့ နော်ကျွန်တော်တို့နာပိုလီတို့အင်တာမီလန်တို့အပြင်တခြားလီဗာပူးလ်စင်တို့လိုမျိုးအဲရစ်တန်ကရှိနေတဲ့အသင်းတွေရဲ့ဘက်ကလည်းလက်ရှိမှာစိတ်ဝင်စားနေတယ်ကာနာဂျူဝါအသက်20ပဲကျွန်တော်ရှိသေးပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့300ဒီလောက်ကိုသူကစားပေးပြီးသွားပြီပေါ့နော်အဲ့လိုနေရာမှာတိုးတက်တဲ့ performance တွေ data တွေကတိုးတက်တဲ့လက္ခဏာတွေပြနေပြီမဲ့ကစားမလေးကမန်ချက်စတာယူနိုက်တက်မှာအားနည်းချက်တွေအများကြီးရှိနေတာရဲ့ပို့ပြီးတော့ဆိုးတာက နီးပြအသစ်ဖြစ်ပြောင်းလဲထားတဲ့အမ်မိုရင်းရဲ့လက်အောက်မှာเนาะကျွန်တော်တို့ဒီ ဟိုအခြေအနေမကောင်းတော့ဘူးပေါ့နော်အခြေအနေမကောင်းတော့ဘူးဒါအပြင်အသင်းကငွေလဲလိုနေတယ်ဆိုတော့ကာနာဂျိုလူကစားမလေးကိုမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကလက်လွတ်ဖို့အတွက်ကျူးပန်းလာတာလေးကျွန်တော်ဖြစ်ပါတယ်။ဒါကြောင့်ကာနာဂျိုအနေနဲ့မန်ချက်စတာယူနိုက်တက်ကနေထွက်ခွာဖို့အတွက်ကာနာဂျိုကိုယ်တိုင်ဆုံးဖြတ်ပြီးပြီဖြစ်တယ်လို့ယူနိုက်တက်ရဲ့ဘက်ကလည်းလက်လွတ်ဖို့အတွက်ဆုံးဖြတ်ပြီးသွားပြီဆိုပြီးတော့ကျွန်တော်သိထားရတယ်။နောက်ထပ်သတင်းတစ်ခုကတော့လီဗာပူးတင်းကနေပြီးတော့အသစ်ခေါ်ဖို့ကျူးပန်းနေတဲ့ဂျာမန်ကွင်းလေကစားသမားဖြစ်လူဖလော်ရီယန်ဗီယက်စ်ဟာ ကျွန်တော်တို့ဒီလေပါဦးသင်းမှာဗောနော်အပြောင်းရွှေ့တာဖြစ်မြောက်ခဲ့မယ်ဆိုလို့ရှင်တပတ်ကိုပေါင်3သိန်း4000နဲ့ပုံသိန်းကိုပဲထီကိုရသွားဖို့ရှိတယ်ဆိုပြီးတော့ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ Sport Bild ကနေပြီး report လုတ်လာတယ်လေပါဦးသင်းကပြောင်းရွှေ့ခြင်းအနေနဲ့ပေါင်သန်း130လောက်ကိုတုံးရဖို့ရှိပြီးတော့လက်ရှိလေပါဦးသင်းရဲ့ဆွေးနွေးမှုတွေမှာလည်းတော်တော်လေးကိုအရာထင်းနေပါတယ်เนาะဒီအပြောင်းရွှေ့ဟာဖြစ်မြောက်ဖို့အတွက် imminent နှိစက်နေပြီဖြစ်တယ်လို့အဲ့ဒီမတိုင်ခင်နေကတည်းက လေပါဦးသင်းနဲ့ကစားမရဲ့ခြားထဲမှာပုပ်ကိုရေးဆိုင်ရာသဘောတူညီမှုတွေရထားတာဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒီထဲမှာမှ Torian VS တဲ့လေပါဦးသင်းရဲ့ဘက်ကကန့်လန့်မှုတွေထဲမှာတပတ်ကိုပေါင်3သိန်းကျွဲဝန်းကျင်ထိပေးရမယ်ပေါ့နော်အခြေအနေမျိုးလေးကျွန်တော်တို့ရှိနေတယ်ဆိုတော့လေပါဦးသင်းမှာလောက်ခလာစာအမြင့်မားဆုံးနေတွေကတယောက်ဖြစ်လာမှာဟို Florian VS ဒါအမှန်တကယ်ပြောင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော် official လောက်ခလာစာတွေကတော့ဘယ်သူမှတော့မတိရသေးပြီမြဲဒီချမ်း ာမန်ရပူတာဂျာမန်ရပူပါလေဂျာမန်ပရက်စ်ကူပြည်ကစပေါ်ဘစ်ကပေါ်ပြထားတဲ့အတွက်ပေါ့နော်လီဗာပူးသင်ပရိသတ်တချို့ကလည်းဒါအင်မတန်များပြားတဲ့လောက်ခလာစာဖြစ်ကြောင်းနောက်တပြင်မိုဟာမက်ဆာလာတို့နဲ့ရတာတွေကတိတ်ပြီးတော့မထူးတော့ကြောင်းဒါမျိုးတွေကျွန်တော်ပြောလာတယ်သို့တော်လည်းပဲလီဒီဆာမာလီကတော့လက်ရှိဘောလုံးလောကမှာအင်မတန်ကိုအည်သွေးထက်ထက်မြက်မြက်ပြီးပြထားပြီးတော့တကယ်အည်ချင်းရှိတဲ့ဆာမာလီတွေကတယောက်ဖြစ်နေတဲ့အတွက်လီဗာပူးသင်ကကြောင်းချွေချင်လေဈေးကြီးပြရတယ် လောက်ခလာစားလဲအတိုင်းအတာတစ်ခုထိဈေးကြီးပေးရတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်လာတာပေါ့နော်ဆိုတော့ဒီဘက်ကို3သိန်းကျွဲလောက်ထိ Florian VS ကရနိုင်မှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်ဒါ Sky Sport ကနေပြီးတော့ breaking news ဖြစ်ပြောလာတဲ့ဒါအရင်နေ့ဒီကလေးကကျွန်တော်သတင်းတွေထွက်ရဲရဲလေးထွက်ထားပြီးသားသတင်းပေါ်လေ Manchester City က Ryan Aignuri ကိုခေါ်ယူဖို့အတွက် Manchester City by Wolverhampton အသင်းနဲ့ပေါ့နော် သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါ Manchester City အနေနဲ့ဒီကစားမဖြစ်သူကိုခေါ်ယူနိုင်မှုပေါင်း30နဲ့တတန်တီပေးချေရမယ်ကစားမဖြစ်သူရဲ့ကျွန်တော်လောကဒီဆွမ်းဆောင်ရည်တွေပေါ်မူတည်ပြီးတော့ဗောနောပြောင်းရွှေ့ကြရာစုစုပေါင်းပေါင်း36.3တန်တီရောက်သွားနိုင်နေဆိုပြီးတော့လည်းပြရတဲ့23နှစ်ပဲအင်နူရီကတော့ Manchester City နဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေကဗောနောကျွန်တော်တို့ဒါအဲဘယ်လိုပြောရမလဲ ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုတွေလည်းအချိန်ကြီးကောင်းခဲ့ပြီလို့တော့ကျွန်တော်ယူဆအမှာပဲပြီးခဲ့တဲ့နေ့ဒီကလေးကဖက်ဘရီဇီယိုရိုမန်နိုရဲ့ဘက်ကတော့ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုတွေမှာလည်းရခဲ့ပြီဆိုပြီးတော့သူဖော်ပြထားတယ်စကိုင်းစပေါ်ကတော့ဗောနော်လက်ရှိမှာဆိုလို့ရှိရင်ကလပ်အသင်းတစ်ခုကြာသဘောတူညီမှုရခဲ့ပြီဖြစ်တဲ့အတွက်ပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီမှုတွေဆွေးနွေးတော့မယ်အဲ့ဒါပြင်ဆစ်စစ်မယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့တကယ်တမ်းရိုမန်နိုရဲ့ဖော်ပြချက်အရဆိုရင်ရိုင်နာကဒီနေ့ဆစ်စစ်မှာအိနူဒီကကျွန်တော်တို့တနင်္ဂနွေနေ့ကိုဆစ်စစ်မှာဒါမျိုးသွားမှာ စကိုင်းစပေါ်ကတော့နေနေနောက်ကြတယ်ပေါ်ပြတာဒါမျိုးလေးကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်မန်ချက်စတာစီးတီးရဲ့ဘက်ကတော့ဒီကစားမဖြစ်သူအိနူရီရဲ့ဒီဒီ medical test တွေပါတွေကိုအမှန်ကန်အမြန်ဆုံးဆေးစစ်ပြီးတော့ဟိုဘယ်လိုပြောမလဲ club world cup ကိုအမိခေါ်သွားခြင်းတဲ့အခြေအနေမျိုးပါဆိုတော့လည်းပေါ့နော်မကြာခင်မှာအိနူရီရဲ့အပြောင်းအရွှေ့ကို Manchester City ရဲ့ဘက်ကကြီးညာလာနိုင်ပွဲလေးကျွန်တော်ရှိတာပါအဲနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်အနေနဲ့ Bayern Munich ရဲ့တောင်ပိုင်းကစားမဖြစ်သူ Kingsley Coman ကလက်ရှိ ဒီနေရာဒီအပြောင်းရှိမှာဘိုင်ယန်မြူနစ်ကနေထွက်ခွာဖို့အတွက်90ရာခိုင်နှုန်းထိကိုတည်ရတယ်လို့ကျွန်တော်သိရတယ်။နော်ဒါဘိုင်ယန်မြူနစ်ရဲ့ဘက်ကကောကစားမဖြစ်သေးတဲ့ဘက်ကကောနှစ်ဦးသားလမ်းခွဲဖို့အတွက်တည်ကြတဲ့လောက်ရှိနေတယ်ပေါ့နော်။28နှစ်ပဲရှိနေသေးတဲ့ဒီကစားမဖြစ်သူကိုကျွန်တော်ခေါ်ဖို့နဲ့ပတ်သက်ပြီးတော့ Sorry Pro League တီး Premier League ကလပ်တွေကလည်းစိတ်ဝင်စားနေကြတယ်လက်ရှိချိန်ကြီးတော့ official ကန်လန်တာမျိုးတွေချင်းကက်တာမျိုးတွေဘာမှမရှိသေးပေမဲ့လည်းလို့ပေါ့နော်ဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကဘယ်မစိုးရောက်သွားနိုင်စွဲရှိတဲ့အခြေအနေမျိုးပါ ဂျူဗင်တက်စ်မှာလည်းဖြစ်တမ်းမှုတွေ PSG မှာလည်းဖြစ်တမ်းမှုတွေလည်းရှိပေါ့နော်ဘိုင်ယန်မြူးနစ်မှာလည်းနှစ်အကြာကြီးဖြစ်တမ်းလာပြီးဘိုင်ယန်မြူးနစ်ရဲ့ချန်ပီယံစ်လိဂ်တွေဘာကြီးလဲကျွန်တော်ရထားတယ်ဒါပေမဲ့လို့ဘိုင်ယန်မြူးနစ်ကဂနာဘရီတို့စာနီတို့ပေါ့နော်ဒါကင်းစလီကိုမန်တို့တွေကအ ਨੇ စုံနှစ်ယောက်လောက်ကိုသူတို့ကလက်လွတ်မဲ့သဘောပါကိုမန်ကလည်းထွက်ဖို့90ရာခိုင်နှုန်းလောက်တေးကြတယ်စာနီကလည်းတက်တန်းတူဖို့အတွက်အစဉ်နဲ့ဖြစ်မနေအခြေအနေကောင်းမနေသေးဘူးဒီတော့နှစ်ယောက်တော့ကျွန်တော်ဒါဘိုင်ယန်မြူးနစ်ရဲ့ဘက်ကလက်လွတ်ချင်တဲ့သဘောမျိုးပါ ကင်းစလီကိုမိုင်းရဲ့ဘက်ကတော့အခုချိန်ကြီးဘဲကိုပြောင်းမယ်ဘဲအတွက်လမ်းဖွင့်ထားတယ်ဆိုတာမျိုးတွေဘာမှပြောထားခြင်းမရှိသေးဘူးဒါပေမဲ့တေချာတာကတော့ဘိုင်ယန်မြူနစ်ကနေတဲ့သူထွက်ဖို့တေချာတယ် sorry club တွေရဲ့ဘက်ကတော့အမှန်ကန်ကျိုးပန်းလာနေစွမ်းလည်းရှိတယ်ပရီးမီးယားလိမှာဆိုလို့ရင်တော့ဒီကြမ်းမဖြစ်သူရဲ့ injury အခြေအနေတွေဘာတွေကြောင့်သိပ်ပြီးတော့ကျိုးပန်းနိုင်တဲ့အသင်တော့နဲတယ်သူတော်လည်းပဲပရီးမီးယားလိမှာလည်းကင်းစလီကိုမိုင်းကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေတဲ့အသင်တွေရှိတယ်ပေါ့နော်အထအပြင်ကျွန်တော်တို့အနေနဲ့ဒါ ဒီဘယ်လိုပြောလဲတိုက်စစ်ကစားမဖြစ်တဲ့ဗီတာအူစီမန်နဲ့ပတ်သက်ပြီးတော့တရင်နေကျွန်တော်တောက်လျှောက်တက်နေတယ်။အူစီမန်ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အေဟီလာဟာနာဒီဘယ်လိုပြောလို့နာပိုလီနဲ့ပေါ့နော်ကလပ်အသင်းနှစ်ခုကြားသဘောတူညီမှုရရှိခဲ့ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကဖော်ပြထားတဲ့တရင်နေရှိတယ်။အေဟီလာရဲ့ဘက်ကတော့လက်ရှိမှာကစားမဖြစ်သူရဲ့ပေါ့နော်ကျွန်တော်တို့ကအတုံပြတ်မှုကိုပဲစောင့်မှာမှာဖြစ်ပြီးတော့မကြခင်မှာတရားဝင်ဆိုင်ထူတာတွေအဲ့ဒီမတိုင်ခင်မှာကျွန်တော်စစ်စစ်မှုပြုလုပ်တာတွေကိုလုပ်နိုင်ဖို့အေဟီလာရဲ့ဘက်ကယုံကြည်ထားတယ်။ ဆိုနာပိုလီလိုချင်တဲ့ဈေးကိုသူတို့ကအဟေလာရဲ့ဘက်ကပေးချေခဲ့သလားပေါ့ဒီနေရာမှာပို့ပြီးတော့ယုံကြည်ရတဲ့ဘောနောသူတို့ပြည်တွင်းမီဒီယာတွေဘာတွေကိုတော့စောင့်ကြည့်ဖို့လိုသေးတယ်ဆိုပေမဲ့အဟေလာရဲ့နာပိုလီချာမှာပြောင်းရွှေ့အတွက်နှစ်သင်းကြားသဘောတူညီမှုရရှိခဲ့ပြီးကစားမဖြစ်သူအတွက်ပဲကျွန်တော်တွေပေါ့ဒီနေရာမှာ RMC Sport တို့ဘာလို့ဆိုလို့ရှိရင်လည်းပဲပေါ့နော်အဟေလာရဲ့ဘက်ကတော့ပုံကိုရေးဆန်ရသဘောတူညီမှုဗီတာအူစီမဲနဲ့ရဖို့အတွက်တစ်နှစ်ကိုယူရို45သန်းထိတန်ကြီးရှိတဲ့ပမာဏကို တိုးမြင့်ကန်လန်းထားတယ်ဆိုပြီးတော့ဖော်ပြထားတယ်။တော့ဒါဟာတပတ်ကိုပေါင်8သိန်းခွဲနဲ့တန်တဲ့ပမာဏပါ။တပတ်ကိုပေါင်8သိန်းခွဲထိလောက်ခလာစားရနိုင်မယ့်အခြေအနေမျိုးပါ။ဆိုတော့တပတ်ကိုပေါင်3သိန်းပေါင်8သိန်းခွဲတစ်နှစ်ကိုယူရို45သန်းပေါ့။ဒါဟာအင်မတန်ကိုများလွန်းတဲ့ပမာဏဖြစ်တယ်။ဒါပေမဲ့လို့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရဖို့အတွက်ကျွန်တော်ကတော့အဲဟီလာကအဲ့ဒါလောက်ထိတော့ပေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။အဲ့ဒါဆိုလွန်ခဲ့တဲ့2ရက်လောက်ကထွက်လာတဲ့သတင်းတွေအရဆိုရင်အဲဟီလာဒီအိုစီမန်ကိုတအားဈေးကြီးလို့နေလို့သူတို့ယူဆထားတာ ယူဆထားပြီးတော့ဗောနော်အဲ့ဒီတော့ငါဆိုလို့ရင်တပတ်ကို9သိန်းခွဲလား6သိန်းလားပဲကျွန်တော်ရှိတာတပတ်ကို8သိန်းခွဲထိတိုးပေးဖို့ကတော့တော်တော်ကိုမလွယ်ဘူးလို့ကျွန်တော်ထင်တယ်သို့တော်လည်းပဲ OC Man လိုမျိုးလက်ရှိ quality striker ကိုအဟေလာရဖို့အတွက်ဆိုရင်လက်တခြားကစားမားတွေကို sorry club တွေတကကိုစီ offer လုပ်နေတဲ့အချိန်ကြီးကကျွန်တော်ရှိရင်တပတ်ကို8သိန်းခွဲဆိုတာဟာ sorry club တွေတာမန်ပဲလို့ကျွန်တော်ပြောရမယ်အဲကြောင့်ဗောနော် OC Man နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်က ။အရှိအေဟီလာရဲ့ဘက်ကတော့တပတ်ကိုပေါင်၈သိန်းခွဲအထိတန်ကျေရှိတဲ့ပမာဏနဲ့ကန့်လန့်ထားတယ်လို့ကျွန်တော်သိရတယ်။တကယ်ပြည်တွင်းမီဒီယာတွေရဲ့ဘက်ကဘလို့တုံ့ပြန်လာမလဲကျွန်တော်ကြည့်ရမှာပါလေ။နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်တော့20နှစ်တနှစ်အရွယ်ပဲရှိနေသေးတဲ့ကျွန်တော်ဒီတိုက်စစ်ကစားသမားလေးဖြစ်သူဆမ်မူဆမ်မူကိုကျွန်တော်တို့ခေါ်ယူဖို့အတွက်ပါနော်ပရီးမီးယားလိဂ်ကလပ်အသင်းတွေကကျွန်တော်အမှန်ကန်စိတ်ဝင်စားနေကြတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဒီကစားသမားလေးက ျွန်တော်အနေနဲ့ဒီဒီဘယ်လိုပြောမလဲအွာကနေကျွန်တော်ဒီဆမ်မူအိုမိုရိုဒီယွန်ပေါ့နော်သူအက်တလက်တီကိုမက်ထရီကနေပြီးတော့သူဗာလဲပေါ်တူကိုပြောင်းလာတာအသက်ကငယ်ပါသေးတယ်ဆိုတော့လက်ရှိမှာစပိန်လက်ရွေးစင်မှာတောင်မှသူပါဝင်ခွင့်ရနေပြီကစားခွင့်ရနေပြီပေါ့နော်ဒါအပြင်ပြီးခဲ့တဲ့ရာသီမှာလဲပေါ်တူအတွက်ဗာလဲလီဂါပေါ်တူဂီမှာဆိုလို့ရှိရင်ပွဲ30ကစားထားပြီးတော့19ကိုတွင်းထားတယ်3ကိုဖန်တီထားတယ်အက်တလက်တီကိုမက်ထရီကနေချဲလ်ဆီကိုရောက်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့နီးစက်ကမှုတွေရှိခဲ့ပြီးမှပေါ်တူကိုသူပြောင်းသွားတာ ဆိုတော့ဒီကစားမလေးဖြစ်သူက22နှစ်ပဲရှိနေသေးတယ်ပေါ့လက်ရှိမှာဆိုလို့ရှိရင်လည်းသူနဲ့ပတ်သက်လို့ရှိရင်ခေါ်ယူဖို့အတွက်ညူကာဆယ်တို့အက်စတွန်ဗီလာတို့ချယ်ဆီတို့ရဲ့ဘက်ကစိတ်ဝင်စားမှုတွေရှိနေတယ်ဆိုပြီးတော့ကျွန်တော်ဖော်ပြထားတယ်ဒါပေမဲ့လို့မလွယ်ပါဘူးဘာကြောင့်လဲဆိုတော့လက်ရှိထွက်ထားတဲ့တည်နေရဆိုရင်ပေါ်တူနာဒီကစားမဖြစ်သူကိုစာချုပ်ပါယူခြင်းယူရိုသန်း100တိထည့်ထားလို့ပဲကစားမက physical ability လေးကောင်းနေလက်ရှိမှာလည်းဂိုးတွေတွင်းနေပြီး နော်ဒီမတိုင်ခင်သူတို့စီမရောက်ခင်ကတည်းကနံမည်တွေလည်းကြီးနေပြီးတော့အခုဆိုစပိန်လက်ရွေးစင်တွေပါပါနေရပြီဆိုတော့ပေါ်တူရဲ့ဘက်ကတော့လူချင်းတဲ့အသင်းတွေရှိမယ်ဆိုရင်တော့မလော်လော်ကူကူနဲ့သူတို့လက်မလို့မဲ့သဘောမျိုးပါဒါကြောင့်ပါတော့ယူရိုတန်တရာထီသူတို့ကတော့စာချုပ်ပါယောကြီးထည့်ထားတဲ့အတွက်လူချင်းတဲ့အသင်းတွေရှိရင်အဲ့ဒါတော့တော့ပြီးချရမယ်ဆိုတဲ့သဘောပါအကြောင်းပါနော်လက်ရှိဒါကတော့ဒီကစားမဖြစ်သူနဲ့ပတ်သက်လို့ဘဲကလတ်တင်းရဲ့ဘက်ကထိရောက်မှုတွေရှိအောင်ကြိုးပမ်းလာမယ်စောင့်ကြည့်ရမှာပေါ့လေ ော့ဒါကတော့ဒီနေ့မနေ့ရဲ့အပြောင်းအရွှေ့သတင်းတချို့ပါဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြည့်ရှုပါပြီးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်